ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချက်ရလွယ်ကူစားလို့ကောင်းတဲ့အုံနုပစုံကြော်လေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်။လှိထားတဲ့တမျိုးရွက်ရဲ့လှိထားတဲ့ငရုတ်စိမ့်တောက်ရဲ့အုံနုရဲ့အင်းဆုံးစီတက်မယ်။စီကိုပူပူလေးတက်ပြီးတော့ပစုံကြော်ပါမယ်ရှင်။ပစုံကိုကြတော့အတအားမကြော်ပါနဲ့။အနီအောင်တန်းလာပြီးဆိုရင်တော့ရပါပြီရှင်။ ပြီးလို့ရှိရင်တော့အုံတို့ကိုကြိုပါမယ်ရှင်အုံတို့ဆူလာပြီးဆိုရင်တော့မီလေတို့ထိုင်းငရုတ်တီထောင်းကိုထည့်ပါမယ်ရှင်ပြီးလို့ရှိရင်တော့မီလေတို့တမတ်သွားအောင်ငွေပေးပါမယ်ရှင်အုံတို့ခန်းဝါလဲခါကြရင်တော့တကြားနေငယ်ထည့်မယ်ရှင်သားမုံနဲ့ငယ်ထဲမဲ့ငမြရေဟင်းကဲစုံစုံထဲပါမယ်ရှင်ပြီးလို့ရှိရင်တော့မီလေတို့အုံတို့ကိုနောက်ကြော့ပြန်ထဲပါမယ်ရှင် ပြီးလို့ရှိရင်တော့ပြန်မှွေပေးပါရှင်ပြီးထားတဲ့တမျိုးရွက်ထဲမှာငရုတ်တိဆိုင်တော့လှဲရပါမယ်ရှင်ကဲအနက်လဲမှွေနေပြီဆိုရင်တော့ချက်ပါပြီရှင်ကဲချက်ရလွယ်ကူစားလို့ကောင်းတဲ့အုံနုပစုံကြော်လေးကိုချက်ပြထားပါတယ်ရှင်အနက်အီအီဆိုက်ဆိုက်လေးနဲ့အရန်ကိုစားကောင်းတဲ့ဟင်းလေးပဲဖြစ်ပါတယ်ရှင်။ကြင်တို့လည်းချက်စားကြည့်ပါနော်။ Jesús te mareche.